ကတော့ဗုဒ္ဓဟူတာသမီရာဟုတာသမီအတွက်ဟော်ကိန်လေးပေါ့နော်အော်တိုဘာလအတွင်းကြုံတရားမဟော်ကိန်လေးကိုဟော်ပြီးမှဖြစ်တယ်နော်အဲ့တော့ဗုဒ္ဓဟူတာသမီတွေကဒီလတွင်မှာဘယ်လိုတွေကြုံတွေ့ရမလဲဆိုပြီးတော့ဆရာမတို့စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လေသူကလေလုံရှင်းတာတွေအများကြီးရှိတယ်ဒါပေမဲ့ဘေးဟောင်းဦးစားပေးပြီးတော့လောရမယ့်အနေအထားမျိုးမှသူစဉ်းစားလို့မရဘူးအဲ့လိုမျိုးဖြစ်နေတယ်နောက်ပြီးတော့ခေါင်းထဲမှာလည်းပေါ့နော်အတွေ့အထိအရန်များနေတယ်ဒီလသူလုံရှင်းတာအရန်များနေတဲ့အတွက်ကြောင့်မလို့အကောင့်ထဲဘဝမဲ့ဟာတွေကိုအကောင့်ထဲမ ပေါ်ဖြစ်ပေနဲ့နှောင့်နှင်းနေတဲ့အတွေ့အကြုံမျိုးစီးပွားရေးပိုင်းမှာအောင်မြင်တော့မလို့လို့နဲ့နှောင့်နှင်းနေရမျိုးလေးတွေကြုံရလိမ့်မယ်နော်အခုကဒါဗုဒ္ဓဟူရာဟုသာသမိရဲ့အတွက်အခြေအနေကိုဆက်မဆက်ပြီးတော့ဟောပြမယ်နော်အဲ့တော့ဗုဒ္ဓဟူရာဟုသာသမိရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ဒီကာလာလီထဲမှာလေသူတို့မျောလင့်နေတဲ့သူနဲ့ပတ်သက်ပြီးတဲ့ခါကျတော့ဒီပေါ့နော်ဖြစ်ရှင်လာလေးတွေဖြစ်မလာဘူးနောက်သူ့အပေါ်မှာစိတ်ကူးတဲ့တက်တက်လိုက်တာရှိပြီးတဲ့ခါကျတော့ပြောချင်တဲ့စကားလေးတွေမပြောပြတာမျိုးလေးတွေခြေရ ရသူနဲ့ရှေ့ရတဲ့သူနဲ့ပတ်သက်ပြီးတော့ကိုယ့်ဘက်ကနေပြီးတော့တန်တာလွန်ဆွနေရတဲ့အနေထားမျိုးလေးတွေပဲကြုံတွေ့နေရလိမ့်မယ်နော်အဲနောက်ပြီးတော့ဒီ ဗုဒ္ဓဟူရာဟူတာသမီလေးတွေရဲ့ဒီနှစ်ထပ်ဒီလာရမှာပေါ့နော်ကြုံတွေ့ရမယ်ဒီကျမရေးကံကျမလေးကိုဟောပေးမယ်နော်ကျမရေးနေနေပြောရမယ်ဆိုလို့ရှိရင်တော့ဒီကလာလေးတွေမှာသူ့အနေနဲ့မျက်စိနဲ့ပတ်သက်တဲ့ယောဂဝိညာဉ်လေးတွေခံစားရမယ်မျက်စိထိခိုက်တာထိခိုက်တံရဖြစ်တာနောက်ပြီးတော့ဒီကလာလေးတွေမှာဒီခြေထောက်နဲ့ပတ်သက်ပြီးတော့နာကျင်ကြိုက်ခဲတာနောက်အစိတ်ရှိတဲ့တံတော်လေးတွေကြိုက်ခဲတာမျိုးလေးတွေကြုံရတတ်တယ်နော် ဒါပြီးတော့ငွေကြေးကန်လေးကိုဆက်ပြီးတော့ဟောပြီးမယ်เนาะအဲ့တော့ငွေကြေးကန်လေးနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့သူတကယ်လို့ဒါပေါ့เนาะစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့စွန့်စွန့်ဆန်းဆန်းပေါ့เนาะရွေးခီးသွားအကင်းလေးရှိရလေးတွေကိုသူကဒါစူးစမ်းပြီးတော့လုပ်ခဲ့မယ်ဆိုလို့ရှိရင်တော့ငွေကြေးကန်အရန်ကန်ကောင်းတဲ့လာကလေးဖြစ်နေလိမ့်မယ်เนาะအဲ့တော့ဆီယမရဲ့ဒီ real လေးကိုနားထောင်ပြီးတော့ဒီဆီယမရဲ့ page လေးတွေနောက် Facebook account လေးတွေ TikTok account လေးတွေကို line အချင်းလုပ်ထားပြီးတော့ဆီယမရဲ့ account လေးတွေမှာလည်း sifat လုပ်ထားပြီးဦးเนาะ